ရုရှားဘဏ်ကားကြီးတစ်ခုကိုမိစ္ဆာကြီးတွေရှိတာမသိဘဲဖွင့်လိုက်မိတယ်။မင်္ဂလာပါဒီကနေ့မှာတော့2022ကမှထွက်ရှိထားတဲ့ Telara ဆိုတဲ့ကားလေးနဲ့မိတ်ဆက်ပေးပါရစေခင်ဗျာ။2019ခုနှစ်မှာအမေရိကန်တို့ဟာအာဖဂန်နယ်မှာပြင်းအားမြင့်ဘုံတလုံးကျဲခဲ့ခြင်းရဲ့နောက်ွယ်ကဇာလန်းလေးကိုရိုက်ကူးထားခဲ့တာဖြစ်ပါတယ်။ကိန်းနဲ့ဂျွန်စင်တို့ကရှေ့တန်းမှာစစ်စင်တစ်ခုကိုတွားနေခဲ့တာပါ။တဘုံတွေရဲ့တိုက်ခိုက်မှုကြောင့်သူတို့လေရင်နှစ်စီးလုံးကိုစွန့်ခွာလိုက်ရပါတယ်။ ဂိတ်ကတော့သတိမေ့သွားပြီးတော့သူ့ရဲ့မိခင်နဲ့သားလေးကိုအိမ်မက်မက်နေတော့ကျွန်စင်ကလာနိုးလို့နိုးသွားခဲ့ပါလေ။တဘုံတွေနားရောက်နေတာမဟုတ်ဂိတ်ကိုတည်ကြအောင်ဆောင်နေဖို့ပြောပြီးတော့တဘုံတွေရဲ့လက်ချက်နဲ့ပဲကျွန်စင်လည်းတည်သွားခဲ့ရပါလေ။ဂိတ်လည်းတည်ကြအောင်ဆောင်နေခဲ့ပြီးတော့တဘုံတွေနားရောက်လာမှပဲတယောက်ချင်းကိုတုတ်တင်နိုင်လိုက်ပါလေ။အဲနောက်မှာတော့ဂိတ်လည်းကျွန်စင်ကိုနောက်ဆုံးနှုတ်ဆက်လိုက်ပြီးတော့တင်းနိုင်သမျှလက်နက်ကိုတဲလာပြီးပုံမနေရာတစ်ခုကိုလိုက်ရှာနေရပါလေ။လမ်းမှာလည်းစကန်းကိုဆက်သွယ်ကြည့်ဖို့စူးစမ်းနေပါလေ။ဒါမဲ့လေတဘုံတယောက်ကတော့မတည်သေးပဲနဲ့စက်ကူလန်းခေါ်နေခဲ့ပါပြီ ။ခဏကြာမှာတော့သူ့နောက်မှာစကားတွေလိုက်လာတာကိုတွေ့လိုက်ရတာကြောင့်ရုရှားစာရေးရေးထားတဲ့ဘန်ကာတစ်ခုကိုဝင်ပုံးဖို့ဆုံးဖြတ်လိုက်ပါတယ်။ဘန်ကာကတောခတ်ထားတာကြောင့်ကိတိယောက်လည်းဝင်မရဘူးဖြစ်နေပါတယ်။အဲနောက်သဘုံတွေရောက်လာတဲ့အခါမှာတော့ကိလဲပြန်ပြီးတော့ကုခံခဲ့ရပါတယ်။ဒီလိုနဲ့သဘုံတွေပြစ်လိုက်တဲ့ဒုံးကြီးကြောင့်ဘန်ကာတကားကြီးလည်းပွင့်ထွက်သွားရပါတယ်။ဒါကိုခံကောင်းယူပြီးတော့ကိလဲဘန်ကာရဲကို ဝင်သွားခဲ့ပါတယ်။မြင်မရှိတာကြောင့်လေကားကနေပဲဆင်းလာခဲ့လိုက်ပါတယ်။တဘုံတွေကလည်းနောက်ကနေလိုက်လာခဲ့ပါပြီ ကိတ်လဲမြောင်းနက်နက်ကိုရောက်သွားပြီးတော့ရုရှားစာရီဂရင်းနေမျက်နှာဖုံးနေပြင်သိပ္ပံပညာရှင်အလောင်းတစ်ခုကိုလည်းတွေ့လိုက်ရပါတယ်။ဇပွဲပေါ်မှာလည်းရုရှားဘာသာနဲ့မတ်စုတွေရေးထားတာကိုတွေ့ရတဲ့ပြင် memory stick လေးတစ်ခုပါတွေ့လိုက်ရတဲ့အခါမှာတော့ကိတ်လဲယူလာလိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။တပုံနေလဲအောက်ကိုရောက်လာတဲ့အခါမှာတော့အရာအလုံးဟာပြုံးစာပြင်းအောင်ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။တပုံနေဟာမီးအောင်ဖွင့်လိုက်နိုင်ပြီးကိတ်ကိုလည်းရှာဖွေကြပါတော့တယ်။ဒါပြင်လူလိုလိုကောင်းတွေကိုဖန်ပေါင်းကြောင်နဲ့ထည့်ထားတာကိုပါသိလိုက်ရပါတယ်။ ဒီလိုနဲ့ပြင်ခိုင်ရင်လည်းပဲဗန်မောင်းကြောင်ကြီးကိုပြင်မိသွားလို့ကွဲပြီးတော့အကောင်ကြီးတစ်ကောင်ပြုတ်ကျလာပါတော့တယ်။ဒီနောက်မှာတော့ကိတ်လဲမြင်းတစ်ခုကနေတွားသွားပြီးတော့လော့အောင်ပြေးလိုက်ရပါတယ်။တဘုံနေလဲကိန်းနောက်ကနေအကုန်လုံးလိုက်လာကြပြီးတော့တယောက်ကတော့တရဝါကြီးကိုကြည့်ပြီးတော့ကြံနေခဲ့ပါတယ်။မိစားကြီးလဲနိုးလာတဲ့အခါမှာတော့ကြံခဲ့တဲ့တဘုံတစ်ကောင်ကိုကိုက်စားပြစ်လိုက်ပါတယ်။ကိတ်ကလဲတဘုံတွေကလိုက်မိပေမဲ့လဲသူ့ဘော်ကြံခဲ့တာကြောင့်ပြန်လိုက်ကြည့်တဲ့အခါမှာတော့မိစားကြီးစားခံထားရတာကိုပဲတွေ့လိုက်ရပါတယ်။ ကိလေသဘုံတွေကိုတယောက်တည်းတက်ခတ်ပြီးအကောကိုပြန်အောင်မှပဲသဘုံတောင်ကခြေောက်ကိုဆွဲထားပေမဲ့မိစာကြီးကပေါ်လာပြီးတော့သဘုံကိုကိုက်စာပစ်လိုက်ပါတယ်။ဒါကြောင့်ကိလေလန်သွားပြီးတော့ထွက်ပြေးရပါတော့တယ်။ကိလေပြင်ကိုရောက်နိုင်ခဲ့ပေမဲ့မိစာကြီးကဘိုက်ကိုလှမ်းကိုလိုက်ပါသေးတယ်။ဒါကြောင့်ကိလေမိစာကြီးကိုတနက်နဲ့ပြန်ပစ်လိုက်ရပါတယ်။ဒီနောက်မှာတော့သဘုံတယောက်ရောက်လာပေမဲ့မိစာကြီးကိုမြင်လို့လန့်ပြီးတော့ထွက်ပြေးသွားခဲ့ပါတယ်။ဒါကြောင့်ကိလေနာတက်တောင်ဆေးလေးထိုးပြီးတော့ကန္နာရဲကိုပြေးလာလိုက်ပါတယ်။ ရမဘိုကိုရောက်တဲ့အခါမှာတော့သူ့ကိုလိုက်ရှာနေတဲ့အမေရိကန်စကားတစည်းကကိတ်ကိုမမြင်လို့ဝင်တိုက်မိသွားခဲ့ပါတယ်။ဂျိတ်ကတော့ကိတ်ပြောနေတာတွေအမှန်ဟုတ်မဟုတ်ကိုမသိရတာကြောင့်ကိတ်ရဲ့လော့ကတ်တီးလေးကိုတော့ယူထားခဲ့ပါတယ်။စာဂျင်ဟုကတော့ကိတ်ကိုတွဲခေါ်လာလိုက်ပါတယ်။ဒီလိုနဲ့နောက်မနက်မှာတော့ကိတ်လည်းရာရှိဖင်နဲ့တွေ့ရပါတယ်။သူကလည်းကိတ်ပြောတဲ့အကြောင်းတွေကိုမယုံပေမဲ့ memory stick လေးကိုတော့ယူထားလိုက်ပါတယ်။ကိတ်ထွက်သွားပြီးတဲ့နောက်မှာတော့ flinga အထက်လူကြီးတွေကိုဒီမြန်မာပုံမှန်မဟုတ်တာတွေဖြစ်နေကြောင်းသတင်းတိတ်တိတ်လေးပို့နေခဲ့ပါတယ်။ တခြားစစ်သားတွေကခါးပါဆိုတဲ့လူကိုစစ်မေးဖို့ခေါ်လာခဲ့ကြပါတယ်။ဂိတ်ကတော့ဂျိတ်စီကလော့ကပ်ပြားလေးကိုပြန်တောင်းနေခဲ့ပေမဲ့ဂျိတ်ကတော့အင်တာနက်လုံးနေလို့ကိန်းတဲ့စကားများနေခဲ့ပါသေးတယ်။ဒါကိုဟုကကြားသွားတဲ့အခါမှာတော့ဖြည့်ရှင်းပေးဖို့ဂျိတ်ကိုပြောလိုက်ပါတယ်။ဒီနောက်မှာတော့ဟုကဂိတ်ကိုသူ့ရဲ့ဖွယ်သားတွေအကြောင်းကိုပြောပြပါတယ်။ဂျိတ်ကလက်စလက်နာရှိသူဖြစ်ပြီးတော့ဒေါက်တာဝစ်ကတော့အရင်ကဆေးသမားဖြစ်ခဲ့ပြီးလင်းကလည်းဟုကြောင့်ဖြစ်ခဲ့တဲ့အရာကိုအစားဝယ်ခံပြီးတော့ယာရူးတိုးကိုဆုံးရှုံးခဲ့တာဖြစ်ပါတယ်။အဲ့တော့မှဝစ်ကဂိတ်ရဲ့တန်ရာကိုချုပ်ပေးနေရင်းနဲ့ ဒီဟာကတနတ်တန်ရာမဟုတ်ကြောင်းပြောနေခဲ့ပါတယ်။ခါဘာဆိုတဲ့လူလဲတဲထဲမှာရှိနေပြီးတော့ကိတ်ကလည်းသူပြောတဲ့မိစာကြီးအကောင်ကြီးအကြောင်းကိုထောက်ခံခိုင်းနေခဲ့ပါတယ်။ခါဘာကတော့ကိတ်ကိုဘာမှပြန်မပြောခဲ့ပါဘူး။တခြားလူတွေကလည်းဂျိုရူပိုရင်းမှာတော့အဲ့ဒီညမှာဘန်ကာမရှိဘူးဆိုပြီးတော့ပြောနေခဲ့ပါတယ်။ကိတ်လည်းသူမမီးတလောက်ရုရှားစာကိုပြန်ရေးပြခဲ့ပါတယ်။ဒီကမှာတော့ခါဘာကဒါဟာမဝင်ရလို့ရုရှားလို့ရေးထားတာလို့ပြောပြလိုက်ပါတယ်။နောက်ပြီးတော့ကိတ်ပြောတာကိုလည်းထောက်ခံခဲ့ပါတယ်။ တခြားစစ်သားတွေလည်းဒီဘန်ကာဟာဆိုဗီယက်တွေကျူးကျော်စဉ်ကလေးကဆိုရင်နှစ်ပေါင်းများစွာကြာနေပြီမို့တယောက်မှအသက်ရှင်ကြံဖို့ဆိုတာမဖြစ်နိုင်တော့ဘူးလို့ထောက်ပြပြန်ကြပါရယ်။တစ်ဖက်မှာလည်းနောက်ထပ်မိစ္ဆာတကောင်ဟာဖန်မောင်းကြောင်ကိုခွဲပြီးတော့ထွက်လာပါတော့တယ်။ညာရောက်တဲ့အခါမှာတော့ Everett နဲ့ Jade တို့လည်းညာကင်းကြလို့စောင့်နေခဲ့ပါရယ်။တခြားသူတွေလည်းတတိနေပြီးတော့တညာလုံးအလဲကျကင်းဆောင်ကြဖို့အားမွေးနေကြပါရယ်။ Print လည်းထက်ကပို့လာတဲ့စာရေးကိုပွင့်လိုက်တဲ့အခါမှာသူ့ကိုယာရုရှော့တဲ့စာမန်တီးလိုက်ရပါရယ်။ ဒီနောက်မှာတော့အထက်လူကြီးတွေက memory stick ကိုလိုချင်နေကြောင်းဖုံးဆက်မင်းနေလို့အတိလိုက်ရပါတယ်။ Flint ကလည်းဘလို့ចောင်းရာတွေပါနိုင်တယ်လဲဆိုတာရှင်းပြမှပေးမယ်ဆိုတော့တပတ်ကရှင်းပြတန်ကြောင်း Flint လည်းအံ့ဩသွားရပါတယ်။တပတ်မှာတော့ Kitchener Wet တို့ကခါဘာကိုစမေးနေပြီးတော့ခါဘာကသူ့အသဘုံတွေကမိသားစုနဲ့အကြကန်လို့ကားလိုက်မောင်းပေးခဲ့ရတာဖြစ်ကြောင်းပြောခဲ့ပါတယ်။ဟိုလည်းတသားတွေကိုလိုက်ဆက်နေပြီးတော့ Everett ကိုတော့ခဏနားဖို့ပဲပြောလိုက်ပါတယ်။ ဒါမဲ့အေဗရဟာအိတ်ဆောင်ပြန်နာဖို့လုပ်နေတော့ထူးဆန်းတဲ့အတန်ကိုကြားလိုက်ရပြီးတော့အသွားကြီးတဲ့အခါမှာတပ်သားတွေမတွေ့ဘဲနဲ့တွေ့ခွက်တွေကိုသာတွေ့လိုက်ရပါတယ်။ဂျုံစနက်ဘရန့်တို့လည်းကြားလိုက်ရပြီးတော့ထတ်ကြည့်ကြတဲ့အခါမှာတော့မိစာကြီးတွေကစကန်လေးကိုရောက်ရှိနေခဲ့ပါပြီ။ဒီတော့မှတပ်ဖွဲ့တစ်ခုလုံးမိစာကြီးတွေကိုပြက်ခတ်တားဆီးကြပါတော့တယ်။ကိတ်ကတော့မိစာကြီးတွေကသူ့နောက်ကိုဘလို့လိုက်လာနိုင်တယ်လဲဆိုတာကိုစဉ်းစားနေခဲ့ပါတယ်။ဟုတ်လေဖလင်ကိုတရင်ပို့လိုက်ပြီးတော့ဖလင်လည်းထက်ကိုတက်ကူတွေတောင်းနေခဲ့ပါတယ်။ဒါမဲ့မိစာကြီးတွေကဆက်သွေးတာဝါတွေကိုပါဖြစ်စည်းလိုက်တာပါ။ မိစ္ဆာကြီးတွေဟာအင်အားကြီးလွန်းတာကြောင့်တပ်သားတွေလည်းအဖရိကဆလို့သူတွေကိုယ်တွေတန်ရာရသူကရဖြစ်ကုန်ကြပါတယ်။ဝက်လက်ဆေးကူလိုတာကြောင့်အပြင်ကိုထွက်သွားပြီးတော့ဂိတ်ကိုလည်းခါးပါးကိုစောင်းကြည့်ဖို့ပြောခဲ့ပါတယ်။ခဏကြာမှာတော့မိစ္ဆာကြီးကဂိတ်တို့စီကိုရောက်လာခဲ့ပါပြီ။ဒီနောက်မှာတော့ရှာရှည်ကြီးကိုထုတ်လိုက်ပြီးဂိတ်ရဲ့လက်ဘင်းကိုပါညှစ်ပါတော့တယ်။ဒါမဲ့ခါးပါးကဓာတ်နဲ့ဝင်ခုတ်ပြီးတော့ကယ်တင်ပေးခဲ့ပါတယ်။ဂိတ်ကိုတနက်ပေးပြီးတော့နှစ်ယောက်သားတဲပြင်ကိုထွက်လာခဲ့ပေမဲ့စစ်သားတွေကခါးပါးကိုထွက်ပြေးတဲ့ထင်ပြီးတော့ဂုတ်ကနေဆွဲဖမ်းထားလိုက်ပါတယ်။ ။တခြားတပ်သားတွေကလည်းမိစားတို့မလာနိုင်အောင်ပြစ်ခတ်နေတာလည်းမပြီးနိုင်သေးပါဘူး။ဝေကာရော့ဂိတ်ကိုဟူရိုရှိယာဘေးကင်းမဲ့နေရာကိုခေါ်လာခဲ့လိုက်ပါတယ်။ဒါကြောင့်ဟုလည်းဂိတ်ဘေးကင်းပြီဆိုတော့ဖလင့်ကိုကယ်ဖို့အတွက်ပြန်ပြီးတော့ထွက်သွားခဲ့ပြန်ပါတယ်။တပတ်မှာတော့မိစားကြီးကဖလင့်ကိုတိုက်ခိုက်နေပါပြီ။ဖလင့်လည်းတင်မလို့ဖြစ်ကနေမှာပဲဟူနဲ့ဝစ်တို့ကလာခဲ့တဲ့အတွက်ကြောင့်အသက်ချမ်းသာရာရခဲ့ပါတယ်။အပြင်မှာတော့ဂိတ်တို့လည်းကွန်တိန်နာတစ်ခုထဲမှာပုံနေဖို့လုပ်ပေမဲ့တော့မရှိလို့ branch လဲတော့ကိုဖြစ်ပြနေခဲ့ပါတယ် ဖလင်းတို့လည်းရောက်လာကြပြီးအဲနောက်မှာတော့မိစာတကောင်ကလိုက်လာတာကြောင့်စစ်သားတို့အားလုံးဝိုင်းပြီးတော့တိုက်ကြရပါတယ်။ဂိတ်ကတော့မိစာကြီးရဲ့အာဏာချက်ပါဇက်ကို ပစိန်နဲ့ပါခိုးလိုက်ပါတယ်။မိစာကြီးရဲ့ပုံများလာတာကြောင့်ဂိတ်တို့လည်းကွန်တိန်နာထဲမှာပဲဝင်နေပြီးတော့မနေ့ထီစောင့်နေဖို့ပဲဆုံးဖြတ်လိုက်ကြပါတယ်။စစ်သားတွေဟာခါးပါးကိုစိတ်ပူနေကြတဲ့အခါမှာတော့ဂိတ်ကခါးပါးဟာသူ့အသက်ကိုကဲခဲ့တာလို့ပြောပြလိုက်ပါတယ်။ဒီနောက်မှာတော့ခါးပါးဟာသူ့ကြောင်းတွေကိုလည်းပြောပြပါတယ်။ကဘာဟာသူမမွေးခင်မှာသူတို့ရွာမှာထူးဆန်းတဲ့အရာတစ်ခုကြာလာတာကြားဘူးခဲ့ပါတယ် ဒါ့အပြင်ရွာတွေကလူတွေဟာလည်းကောင်းကောင်းကြိုက်ခံရပြီးတော့ပျောက်ွယ်သွားတဲ့သတင်းတွေလည်းရှိဘူးကြောင်းပြောခဲ့ပါတယ်။ဒီလိုအကောင်တွေတိုက်ခိုက်ခံရမှုကြောင့်သူ့ရဲ့ဖခင်ပါဝင်လူပေါင်း40ကျော်လောက်ပျောက်သွားခဲ့တယ်လို့လည်းပြောခဲ့ပါတယ်။ဒီလိုနဲ့နောက်တနေ့မှာတော့အားလုံးလည်းပြင်ကိုထွက်လာကြတဲ့အခါမှာသူတို့ရဲဘော်အလောင်းတွေဟာမရှိတော့ပါဘူး။တင်နေတဲ့မိစာကြီးကိုလည်းစစ်စေးကြည့်ရမှာတော့ငမန်းတကောင်လိုသွားရီရှိပြီးတော့အည်ပြားကလည်းမကြောလှတာကိုတွေ့လိုက်ရပါတယ်။ မိစ္ဆာကြီးကနေအောင်မခံနိုင်တာကြောင့်ဇပွဲပေါ်မှာလဲချွတ်ပြစ်ပြစ်အရေတွေကမိစ္ဆာကြီးရဲ့ခန္ဓာကိုယ်ကနေထွက်ကြနေခဲ့ပါတယ်။ဝက်လယ်ဖျက်စင်းတဲ့မိစ္ဆာကြီးရဲ့ကိုယ်ကိုခွဲကြည့်လိုက်တဲ့အခါမှာတော့လူစိတ်ပိုင်းတွေနဲ့တူနေတာကိုတွေ့လိုက်ရပါတော့တယ်။အဲနောက်မှာတော့ဖလင့်လည်းကိတ်ကိုလာတောင်းပန်ပါတယ်။တကယ်တော့ဒီဘက်ကအเจ้าကိုအထက်ကတီးပြီးသားဖြစ်နေခဲ့တာပါ။ကာဘာတို့ရွာကလူတွေပြောတဲ့ထိုးစမ်းတဲ့အရာဆိုတာကလည်းဂျူသားယင်မြန်ကြီးပဲဖြစ်ပါတယ်။ဆိုဗီယက်တို့ကအာဖဂန်ကိုဒီအတွက်ကြောင့်ကျူးကျော်ခဲ့တာလည်းဖြစ်ပါတယ်။ ူသားတွေကိုစမ်းသပ်ခဲ့ပြီးတော့ဒီမိစာကြီးတွေကိုလူရဲမျိုးစိတ်နဲ့ဂျူသားတွေရဲ့မျိုးစိတ်တွေပေါင်းပြီးတော့ဖန်တီးထားတာလည်းဖြစ်ပါတယ်။ဒီဗန်ကာထဲမှာစစ်တပ်တစ်ခုသာလောက်ဖန်တီးခဲ့တာဖြစ်ပြီးတော့မင်းညားကရောက်လာတာဟာအနှင်းငယ်ပဲရှိပါသေးတယ်။ဒီနေ့ညဆိုရင်တော့ပုံများတဲ့မိစာကြီးတွေရောက်လာကြအောင်ပါပါ။ကိတ်တို့အနေနဲ့ထွက်ပြေးဖို့ဆိုတာကစီလဲလုံလောက်မရှိသလိုလမ်းမှာလည်းတပုံတွေရန်ကရှိပါသေးတယ်။အဲနောက်မှာတော့ရုတ်တရက်မိစာကြီးကနိုးလာပြီးတော့ကိတ်ကိုတိုက်ခိုက်ပါတော့တယ်။အားလုံးလည်းဝိုင်းပြီးတော့တိုက်လိုက်ကြပါမယ်လည်းမနိုင်ကြပါဘူး။ ါကြောင့် Flint ကကိုယ့်အကိုစတေးခံပြီးတော့ပုံးကင်ကမိစာကြီးနဲ့အတူပောက်ကွဲခံလိုက်ပါတယ်။စစ်သားတွေလည်းအဲနောက်မှာတော့ခါးပါကိုကျိုးပြေးပေးလိုက်ကြပါတယ်။ကိတ်ကတော့မိစာကြီးအပြစ်ခံရလို့မူးတလိုလိုဖြစ်နေခဲ့ပေမဲ့အပတ်ခံရတာကြောင့်ပဲမိစာကြီးတို့ရဲ့စွမ်းအားတွေကိုလည်းရရှိတလိုလိုတောင်ခံစားခဲ့ရပါတယ်။ဒီနောက်မှာတော့သူတို့အားလုံးလည်းဘန်ကာကိုပောက်ကွဲဖို့ရောက်လာခဲ့ပါတယ်။ဘန်ကာကိုရောက်တဲ့အခါမှာတော့ရိုးရိုးရှင်းရှင်းပဲပုံးချပြီးထွက်လာဖို့လုပ်ပင်မဲ့လေကိရဲ့လော့ကက်တီလေးပြုတ်ကြတာကြောင့်ဟုလဲကောက်ပေးဖို့စူးစမ်းရင်းနဲ့မိစာကြီးဆွဲချတာခံလိုက်ရပါတယ်။ ဂျန်နေသူတွေလည်းသူတို့ရဲ့ခေါင်းဆောင်အသက်မရှင်လောက်တော့ဘူးလို့ထင်ထားကြတာကြောင့်ဘုံကိုခွဲဖို့လုပ်နေတော့ကိုကအသက်ရှင်သေးကြောင်ရေဒီယိုကနေစကားလမ်းပြောခဲ့ပါတယ်။သူ့ကိုထားခဲ့ဖို့ပြောခဲ့ပေမဲ့လည်းကိရဲ့စကားလုံးနေကြောင်ဘန်ကာအောက်ဆင်းကဟုကိုကယ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ Twitch ကတော့အပေါ်မှာနေခဲ့ပြီးပြက်နေတဲ့ဓာတ်လီကားကို Sit Tracker နဲ့ဆွဲထားပေးဖို့ပါပဲ။အားလုံးလည်းဘန်ကာအောက်ကိုရောက်လာပြီးတဲ့နောက်မှာတော့ Witcher အထက်ကဒီနေရာကို9မိနစ်20နေရင်ပုံကျဲတော့မယ်ဆိုတာကိုလမ်းတည်ပေးနေခဲ့ပါတယ်။ အချိန်မရှိတော့တာကြောင့်အပွဲခွဲပြီးတော့ရှာကြရပါတယ်။ဒီဘက်မှာတော့ဟုဟာမိစာကြီးနဲ့တခန်းထဲမှာတိုက်ခိုက်နေပါတယ်။မိစာကြီးဟာဟုကိုရှာနဲ့ပတ်လိုက်တဲ့အခါမှာတော့ဟုကလည်းသွားနဲ့ပြန်ခိုက်ပြီးတော့ဓာတ်နဲ့ထိုးကလက်စာတုံးလိုက်ပါတယ်။နောက်ပြီးတော့သူ့ရဲ့ရဲဘော်အလောင်းတွေတွေ့တာကြောင့်ကြံရှိနေတဲ့လက်နဲ့တချို့ကိုလည်းယူလာလိုက်ပါတယ်။ကိုကိုလိုက်ရှာရင်နဲ့ခါးပါတို့လည်းသူတို့ရွာကပျောက်နေတဲ့လူတွေရဲ့အလောင်းတွေပါတွေ့လိုက်ရပါတယ်။ကိတ်ကတော့သူရင်ကတတိမထားမိခဲ့တဲ့ဗမောင်းကြောင်ကြီးတစ်ခုကိုတွေ့ခဲ့ရပါတယ်။ ဒါကြောင့်မိဖွင့်ကြည့်လိုက်တဲ့အခါမှာ original ဂျိုသားကြီးဟာတက်ရှိထင်ရှားရှိနေတာကို တွေ့လိုက်ရပါတယ်။ဒီချိန်မှာပဲဟူဟာကိတ်ကိုလမ်းကြောင်းလှမ်းမေးနေတော့မိစားကြီးနောက်တစ်ကောင်ကထပ်ပြီးရောက်လာပါတယ်။ဒါကြောင့်လင်းလင်းမြန်မြန်ပဲအဖွဲစီကိုပြေးလာပြီးအဖွဲသားတွေကလည်းမိစားကြီးကိုစော်လိုက်ကြပါတယ်။တစ်ဖက်မှာတော့ပြင်ဘက်မှာဝက်စီကိုလည်းတပုံတွေရောက်လာလို့ပြက်ခတ်မှုတွေဖြစ်နေခဲ့ပါတယ်။ဘန်ကာထဲမှာလည်းမိစားကြီးတွေပုံများလာတာကြောင့်ထွက်ပြေးရပါပြီ။ဒါကြောင့်ဖန်မောင်းကျော်ခန်းကိုပိတ်ထားလိုက်ပြင်မဲ့မိစားကြီးတွေဟာရမ်းများလာကြောင့်ဂျုံကနေခဲ့ပြီးတော့ ၎င်းကိုမိစာကြီးတွေတွန်းမနိုင်အောင်လို့တားခဲ့ပါရယ်ဒီလိုနဲ့အားလုံးပြင်းနေတော့ဂျိတ်ကလည်းကော်ရက်တာမှာမိစာကြီးအော်ဒန်တွေကြားလာကြအောင်အဖွဲသားတွေလွတ်အောင်ကြံနေခဲ့ရပါရယ်အဖွဲသားတွေလည်းဓာတ်လီကားပေါ်ရောက်မှဂျိတ်ပါမလာတာကိုသိလိုက်ပြီးတော့ဟူလဲပြန်သွားခဲ့ဖို့ဆုံးဖြတ်လိုက်ပါရယ်ဒါအပြင်နမိနဲ့နေမှပြန်မလာခဲ့ရင်ထွက်သွားဖို့ကိုလည်းမှာခဲ့ပါသေးတယ်ဂျိတ်တယောက်မိစာကြီးတကောင်ကိုမှောက်သိမ့်နိုင်ခဲ့ပေမဲ့လည်းနောက်တစ်ကောင်ကအနောက်မှာထပ်ပြီးရောက်နေခဲ့ပြန်ပါပြီဟုတ်လေပြေးလေးလာခဲ့ပေမဲ့မမီတော့ပါဘူးမိစာကြီးကဂျိတ်ကိုကြိုက်စားလိုက်ပါပြီ ခုလည်းရှိသမျှတိုက်ခိုက်နေပေမဲ့လည်းမနိုင်တော့ပါဘူး။တစ်ဖက်မှာတော့ဂျုံလည်းမထိန်နိုင်တော့ပဲနဲ့ဘုံကိုခွဲလိုက်ရပါတယ်။ဘုံနံကိုကြားလာတဲ့ရေခဲတက်တာတွေဝင်လိုက်တာကြောင့်အပြင်မှာရှိနေတဲ့မိစာကြီးလည်းမီးလောင်သွားခဲ့ပါတယ်။တယ်လီကဘက်မှာတော့မိစာကြီးတွေထပ်ရောက်လာတာကြောင့်အဖွဲသားတွေလည်းပြစ်စရာကြီးတောင်မရှိတော့ပါဘူး။ branch le wit ကိုပေါ်ဆွဲတင်ဖို့ပြောနေခဲ့ပေမဲ့အပြင်မှာလည်းတပုံတွေနဲ့တိုက်ခိုက်နေရပါတယ်တိုက်ခိုက်လို့အပြင်မှာတော့ဆွဲတင်ခဲ့ပေမဲ့လည်းတယ်လီကားကိုမိစာကြီးတွေဆွဲထားတာကြောင့်အပေါ်မတက်နိုင်တော့ပါဘူး ကားကပဲအောက်ကိုဆွဲချခံရသလိုဖြစ်နေပြီးတော့ wedge လဲသဘုံလေးရှိနေတာကြောင့်ဘလုံးမမတက်နိုင်တော့ပါဘူးမိစာကြီးတွေလည်းရမ်းများလာပြီးတော့ leveler ဖြစ်နေတဲ့ branch လဲမိစာကြီးလက်စာမိသွားခဲ့ပါတော့လေအဲနောက်မှာတော့ trucker ဟာအောက်ကိုထိုးချနေခဲ့တာကြောင့်ကားပါလဲ gate ကိုလော့အောင်ပြေးခံပြီးတော့မိစာကြီးတွေကိုသူနဲ့အတူကားနဲ့အပိတ်ခံလိုက်ပါတယ် wedge လဲသဘုံလေးလက်ထဲမိသွားပြီးတော့မိစာကြီးတွေလိုက်ခံရနေတဲ့ဟုတ်လဲ gate စီကိုပြန်ရောက်လာပါတော့လေဒီလိုနဲ့ gate တို့လဲဓာတ်လီကားကျိုးကိုသုံးပြီးတော့အပေါ်ကိုပြန်တက်လာနိုင်ခဲ့ပါတယ် ။အဘေါ်ကိုရောက်ရောက်ချင်းပဲ wish ကိုဝိုင်းထားတဲ့သဘုံတွေကိုလက်စတုံးလိုက်ကြပြီးတော့လေးမလာခင်လေးမာတဲ့အမြန်ဆုံးပြေးရပြန်ပါတယ်။ဒီနောက်မှာတော့လေရင်တွေလည်းရောက်လာခဲ့ပြီးပုံတွေလည်းကျဲချလိုက်ပါတယ်။တပတ်မှလည်းထက်လူကြီးတွေက memory stick ကိုလာရှာခဲ့ပေမဲ့လည်း flint ရဲ့အလောင်းကိုပဲတွေ့လိုက်ရပါတယ်။တကယ်တော့ဒါကကိတ်စီရောက်နေတာဖြစ်ပြီး Jay ရဲ့လက်စလက်နာရှိမှုကြောင့် flint စီကနေကိတ်အတွက်ပြန်ပြီးခိုးပေးခဲ့တာလည်းဖြစ်ပါတယ်။ ပေးခြင်းတဲ့ message လေးကတော့ဇောကရက်ကသာဘုံကျဲခိုင်းလိုက်ရင်ဘယ်သူမှမသိဘူးဆိုတာပါပဲ။စုံဒီနားဆင်ပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။